ရေဘွန်းနဂါဦးထွန်းကမန္တလေးမြို့မှာသူကဘာသာကြားပုဂ္ဂိုလ်တစ်ခုဖြစ်ပါတယ်72နှစ်သမီးကလေးအင်မတန်လေးမာတဲ့သမီးကလေးဖြားနာပြီးတော့တည်ဆုံးသွားပါတယ်တလားလောက်ကြာတဲ့ခါကျတော့အိမ်မက်ပေးမိုးလင်းခါနေပြီဆိုရင်သမီးကအိမ်မက်ပေးပေးတယ်အိမ်မက်ပေးတာသမီးကကိုယ်ထက်ပိုင်းကိုဖော်ပြီးတော့အဝတ်စားတွေမပါဘူးပိန်ချုံပြီးတော့နော်အဲ့တော့အာမရှိတဲ့နော်စကားတန်လေးနဲ့ပါပါ တမိတိတ်စားတယ်ပါပါတမိဘာမှမစားရဘူးတမိတိတ်စားတယ်ပါပါလို့ပြောတော့အဲ့တနင်းဟုတ်ကူတင်းတော့မိတိုင်းလာပြောနေတဲ့ခါကြတော့အဲ့တော့ဥထုံးကသူ့ရဲ့တရားဟောဆရာမှာသွားပြီးတော့တိုင်မြင်တယ်အဲ့တော့ကျွန်တော်တော့ဒီလိုပဲတမိနော်တော့အိမ်မက်မက်နေတယ်အဲ့တော့တမိကအင်မတန်ဆင်းဒုက္ခရောက်နေပုံရတယ်ကျွန်တော်မလောက်ပါမှာလေဟာမင်းကနော်ဒီလိုအိမ်မက်တယ်ဆိုတဲ့ဟာကဒါ ထမင်းလုံးတစ်စီ၆တဲ့အိမ်မက်တွေပါတဲ့မင်းရသမီးအဖျားသခင်အခြေရင်မှာအေးချမ်းကြမ်းတာတောတူအိတ်ဆက်နေတာပါတဲ့ဒါဒါဖျားသခင်အဆုံးချပေးတဲ့ခါကျရင်ဒါကောင်းကျင်ပုံတက်မှာပေါ့ဘာမှတင်မပူနဲ့ဒါတော့ဥထုံးကတော့နော်သူကတော့မအေးနိုင်ဘူးပေါ့ဗျာဒါလိုပြောပေမဲ့သမီးကလာပြီးတော့အိမ်မက်ပေးနေတော့ကဲငါသမီးစားအောင်ငါတခါတည်းနော်မစားသူမအိတ်ခင်လေးမှာ ။သမင်းစားကမှစားတော့စရာတွေပြင်ထားတော့ကဲငါသမီးဒီညဒီတာဒီစားပါ။အဲ့တော့သမီးကအိမ်မက်ပေးတယ်တဲ့မိုးလင်းကံကြီးပပ။ပပကျွေးရသမီးစားလို့မရပါဘူးတဲ့။အဲ့တော့ကို့မှာစားနိုင်တဲ့ကုန်းတို့ကံရှိရင်စားလို့မရပါဘူး။နော်စားလို့မရဘူးပိတ်တာတွေအတူဒီဟိုအတူတကယ်တွေအင်မတန်ကြီးလေပိတ်တာတွေတို့ကနော်တကဘာလုံးနေမှရီမတော့ရဆိုတဲ့ပုံကိုယ်တွေပင်နေတဲ့ဆင်းလိုက်ရီခန့်တာပဲမြစ်ထဲဆင်းရီခန့်တာပဲ နော်အဲ့တော့ဒီမုတ်ဆိုးတယောက်ကလည်းသူကဟိုးတော်ထဲမှာမုတ်ဆိုးတွေလိုက်တာနှစ်ပတ်များလာတဲ့အခါရေငတ်လို့တနည်းကြတော့เจ้าတင်ကန်းတစ်ခုမှာဟာရေဥပိနဲ့ဝမ်းမြောက်ဝမ်းသာဖွေးပြီးတော့ရေခတ်လို့လို့တော့ရေတစ်စက်မှမရှိအဲ့သူကပြစ်တင်နေဟာဒီเจ้าမှာနေတဲ့ယဟန်ဒီအင်နံပြင်းလိုက်တာရေတောက်ရေတော့မထည့်ဘူးဆိုတော့အဲ့တော့ယဟန်ကထွက်လာတယ်ဟဲ့တကစိုးစိုးရပဲဘုန်းကြီးရေဖြစ်ထားတာဘာဖြစ်လို့ရေမရှိရမှာလဲကဲဘုန်းကြီး ဖိကြည့်မယ်ဆိုတော့ရေရရှိနေတာကဲဟောရမကြီးရော့အဲ့တော့ပေးလိုက်တဲ့အခါသူ့ပေးလိုက်တဲ့နဲ့ရေရခန်းသွားတာဒါကြောင့်ကိုရှင်မเนาะအကုသိုလ်တွေချီရပြီးကုသိုလ်တွေမရှိရဲ့ရေပေးနေကြီးတောက်လို့မရပါဘူးเนาะခေါင်းကအစာအစာချူးရင်းနဲ့စားလို့မရပါအဲ့ဒီတော့ဥထွန်းကအခက်တွေ့နေတဲ့အခါမြန်မာမိတ်ဆွေကြောင့်နဲ့ပြောမိတဲ့အခါဟာတငယ်ချင်းသူလွယ်တယ်တို့ဗုဒ္ဓဘာသာမှာကဲတငယ်ချင်းလူငါးယောက နော်ခမင်းမကြွေးနိုင်ဘူးလားဟာအဲ့တော့ငါကြွေးနိုင်ပါလေကွာဒါလို့ဆိုရင်ခင်ဗျာချက်တာငါရောက်စားမနေ့ဖန်ဘုန်းကြီးငါပါသူ့ပြစ်လာမယ်ခင်ဗျာစွန့်သွေးပြီးရင်သမီးအမျှဝေအဲ့တော့ခင်ဗျာရဲ့သမီးမုတ်ချက်အစာစားလိမ့်မယ်ကဲခင်ဗျာစန်းညီပြားဆိုကောင်းပြီပြားစုပ်စမ်းမယ်ဆိုတာမနေ့ဖန်ဘုန်းကြီးငါပါစွန့်သူတယ်အမျှဝေတယ်နော်အမျှဝေတဲ့ခါကြတော့လည်းနာမည်ခေါ်ပြီးတော့ကအမျှဝေပြရတာပေါ့ကဲ နော်အဖေပြုလုပ်တဲ့ဒီဒါနကောင်းမှုအဖို့ပါကကိုတမိမအရှာပီအားအမြအမြအမြပေးဝေပါတယ်တမိတာဒုတာဒုခေါ်ပါအဲဒီနောက်နော်အဲ့ဒီညမိုးလင်ခါနေအိမ်မက်ပေးတော်လာပဲအဲ့တော့နော်တမိကတိပိချုံဆိုးနဲ့ပြုံးပြုံးရှင်ရှင်နဲ့ပါပါအိမ်မန္တန်စားကောင်းတဲ့အရာအန်ဒီအစားအစာတွေတမိစားရပါပြီတဲ့အိမ်လန်ဂျီစုတင်ပါတယ် ဒါပေမဲ့တမီးမှာဝတ်စရာမရှိသေးပါဘူးပါပါတဲ့ဒါကြောင့်သူကကိုတပိုင်းတော့ခေါ်ပြတာနော်အင်ဂျီဝတ်စရာမရှိသေးဘူးအဲ့တော့ဥဖုံးကလည်းမိုးလင်းတော့ငွေချင်းစီတေးပြန်တော့ပေါ့ပြင်နာဘလို့လောက်ရမှာလေနော်တမီးကအစာတော့စားရပြီးဝတ်စရာတော့မရှိအေးနာမိသွားလို့ပါလေကတဲ့ငွေချင်းရကဲမနေ့ဖန်ဖိုးရင်ငါပါဆွန်းတလာထပ်ပြေခင်ဗျာငါကူစားတမင်းထက်ချက်အဲ့တော့ဒီတခါကျတော့တင်နန်းတဲ့ဇုံမဝေလှူပါဆိုအဲ့တော့အဝတ်လှူမအဝတ်ရတာ နော်အစားအစာဆိုတော့အစားအစာရတယ်တူတဲ့ချိုးပေးတာကိုအဲ့တော့ဒီတရာကြတော့တင်သားလူပြီးတော့သူအမျှဝေလိုက်တဲ့အခါအဲ့ဒီညမနဲ့နော်တမီးအိမ်မက်ပြီးတော့နတ်နတ်ဝတ်ဒဇာနဲ့အဲ့တော့ဒါအဘိဓမ္မာမှာကတင်လို့ကြီးရတဲ့ကုသိုလ်ကောင်းမှုရဲ့အဖို့ပါကအမျှအကိုသာဓုခေါ်လိုက်နိုင်ရင်အဲ့ဒီကုသိုလ်ကံကအားကြီးတဲ့ကုသိုလ်ကံဥပဂါတကံဖြစ်ပြီးတော့ပြိတာဖြစ်အောင်အကျိုးပေးထားတဲ့အကုသိုလ်ကံကိုဖြတ်တာ နော်ဖြတ်လိုက်တာနဲ့အဲ့ဒါအိတ်တဘဝကမြေစုတည်တယ်တည်တယ်နတ်ကမိချက်ချင်းဖြစ်သွားတာဒါဘဝတစ်ပဲနော်ဘဝပြည့်ရောက်သွားတာလေဒါဒီဒါနကုသိုလ်ကောင်းမှုတွေကအဲ့ဒါလို့နော်ဒီအမျှဝေလို့သာဓုခေါ်နိုင်လေအမထအကျိုးကြီးတယ်ကဲသာဓုခေါ်နိုင်တဲ့အကျိုးကြီးဆိုနောက်တစ်ခုကတော့အရှင်မောက္ကလံရဲ့ကိုယ်သွေးဖြစ်ရသေးပါ ရှင်မမုတ်လန်ကသူကိုဣတရေရှင်ဖြစ်တဲ့အတွက်နတ်ပြည်ကလည်းခဏနာတက်ဟိုးအပေပုံလည်းခဏနာဆင်းဘာသာလေးတလေဆိုအင်တာဗျူးကလို့တာနော်အဲ့တော့အင်တာဗျူးကလို့တာအဲ့တော့ဒီလိုနတ်စည်းစိမ်တွေချမ်းသာတာခံစားရတာဘာကောင်းမှုကြောက်လဲအပေဆွန်းလဲခံရတာဘာနော်ဘာမကောင်းမှုကြောက်တယ်သားရီမီရလူဒီမှာပြန်ပြီးတော့သူဟောတဲ့ကလူတွေကတန်ကန်အကျိုးကိုတိတ်ကြုံကြည့်လာကြတာအဲ့တော့ဖယားမှာလည်းလတ်လပတွေပေါ်တာဗော တချိန်မှာတပင်သာရောက်တော့အင်မနန်ဟာတဲ့ဗိမာန်တစ်ကြီးကိုတွေ့တဲ့ကဟာဆီခောက်တည်းတော့မမြင်ဘူးဒီဗိမာန်ငံဝင်မေးအောင်မှာပဲဆိုတော့ဗိမာန်ရှိရောက်လာတော့နတ်ကနီယာထပ်ပြီးတော့ဥတိုက်ပါတယ်ဟဲ့နင်ပါကောင်းမှုလုပ်လို့ဒီလောက်ကြီးကျယ်တဲ့ဗိမာန်ရတယ်မှန်လားပါဗျာလူကြီးမှနော်အဲ့တော့လူကြီးမှနော်ဝိတာခာเจ้าမကြီးပုတ်ဖာယုံเจ้าကိုမြတ်စွာဘုရားလှူဒန်းပြီးတော့မျှဝေတဲ့အခါမှာ ဝမ်းမြောက်ဝမ်းသာသာဓုခေါ်လိုက်တဲ့ကောင်းကူကြောက်ပါဗျာဒါကြောင့်ဗုဒ္ဓဘာသာမှာနော်ကိုကသာဓုခေါ်ဖို့ဆိုရင်ဘာတပြားမှကုန်ကြဖို့မလိုဘူးသူများကုသိုလ်ကောင်းမှုလွတ်နေတာကိုဒါဝမ်းမြောက်ဝမ်းသာဖြစ်နေတာဒါနော်ဒါသာဓုခေါ်ရာရောက်သွားတာပဲအဲ့တော့ဒီလိုကောင်းကူချမ်းသာတွေရပါတယ်ဒါကြောင့်ဒါနပီလဘာဝနာနော်ဒီကုသိုလ်ကောင်းမှုတွေတတ်အားသမျှကြိုးစားဖြစ်ကြည့်ပြီးတော့ မဲ့ညာဖူညာရောက်တင်ထိကျူးစာအထုတ်နိုင်ကြပါစေ